ကလပနှချင်းခရိယံတင်းတော်တနစ်တာတမာကျန်းစာဖယုချင်းအစီစဉ်ကကျူစွာပါတယ်ယေမိအနာဂတိကျမ်းခန်းကြီးကိုခန်းငယ်တမ26ငါဤလူမျိုးတို့သမီးနှင့်ဆိုင်သောအသေးကောင်များအတွက်ငါသည်နေညမပြတ်ငူရမိအကြောင်းငါဥကောင်းသည်ရေတက်တက်ငါမျက်စိတို့သည်မျက်ရည်ထွက်သောစံ ဖြစ်ပါစေသောငါသည်ငါ၏လူမျိုးကိုစွန့်၍ထွက်သွားနိုင်အောင်တော၌တဲစခန်းရှိပါစေသောအကြောင်းမူကားထိုသူပေါင်းတို့သည် သူ့မယားကိုပြစ်မှားသောသူသစ္စာပြတ်သောအစီဝေးဖြစ်ကြ၏သူတို့သည်မိမိတို့ရှာဒီဟုသောလေးကိုမှုသားနှင့်တင်ကြ၏သစ္စာတရားကိုအမိမပြုဘဲမြေကြီးပေါ်မှာလူကြီးဖြစ်ကြ၏ အကယ်စင်စစ်သိုးသောအမှုပေါ်မှာသိုးသောအမှုကိုထပ်၍ပြုကြ၏ငါကိုလည်းအတိမမတ်ကြဟုသာဝရဖျားမိန်တော်မူ၏လူတိုင်းမိမိအပေါင်းဖော်ကိုသတိပြုလော့မိမိညီအကိုကိုမယုံချနဲ့ညီကိုတိုင်းမိမိညီကိုအရာကိုဆက်ဆက်လူယူမည်အပေါင်းဖော်ရှိသမျှတို့သည် သူ့အသေးကိုဖြစ်မြင်ဖြစ်ကြလိမ့်မည် ပေါင်းဖို့ရှိသည်များတို့သည်တယောက်ကိုတယောက်လှည့်စားကြလိမ့်မည်သစ္စာစကားကိုမပြောဘဲမူသားစကားကို ပြောခြင်းငါမိမိတို့ရှာကိုတုံသင်ကြပြီမတရားသောအမှုကို ပြုသောအဖြစ်ကိုကိုကိုပင်ပန်းစေကြပြီသင်ဤနေရာသည်မူသားအရ၌ရှိအယတ္တာတို့သည်မူသားကြောင့်ငါကိုမတိလိုဟုသာဝရဖျားမိန်တော်မူ၏ တို့ဖြစ်၍ကောင်းကင်ဘုရားရှင်သာဝရဖျားမိန်တော်မူဒီကငါသည်သူတို့ကိုအရေးချို၍စုံစမ်းမည်သူမဟုတ်ငါဤလူမျိုးတို့တမိ၌အဘယ်သို့အပြုရမည်နီသူတို့ရှာသည်သေစေတတ်သောမြားဖြစ်၏ပြည့်ရဲ့စကားကိုပြောတတ်၏အပေါင်းဖော်ချင်းတို့သည်နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍ နှလုံးဖြင့်ချောင်းမြောင်းတက်ကြ၏ထို့သို့သောအပြစ်တို့ကိုငါမစစ်ကြောပဲနေရမည်လောထို့သို့သောအမျိုးကိုဒဏ်ပေး၍ငါစိတ်ရှင်ရဲမပြေပဲနေရမည်လောဟုသာဝရဖျားမိန်တော်မူ၏တောင်များလွင်ပြင်များတို့အတွက်ငါသည်ငိုကြွေးမိတမ်းခြင်းကိုပြုရမည်သူရတု၌မီးလောင်သောကြောင့်လူသည် မလျှောက်မသွားရတိုးနွားမီတံကိုမကြားရမိုးကောင်းကင်ငှဲ့နှဲ့သားရဲတို့သည် ထွက်ပြေးရကြပြီငါသည်ယေရုရှလင်မြို့ကို အမိုက်ပုံမြေခွေးနေရာတွင်ဖြစ်စေမည်ယူရမြို့ရွာတို့ကိုလည်းလူစိတ်ညာညာအယက်ဖြစ်စေမည်ဤအမှုကိုနားလည်နိုင်သောပညာရှိကားအဘယ်သူနည်းသာဝရဖျားဤနှုတ်တော်ထွက်ကိုခံ၍ ဤအမှု၏အကြောင်းကိုပြောနိုင်သောသူကအဘယ်သူနည်းဘယ်သူမျှရှောက်၍မတော်နိုင်အောင်တပြည်လုံးသည်တောကဲ့သို့မြည်လောင်၍အဘေကြောင့်ပျက်စီးသည်နည်းသာဝရဖျားမိန်တော်မူသည်ကသူတို့သည်ငါစကားကိုနားမထောင်သူတို့၌ငါပြီးသောတရားကိုမကျင့်ဆောင်ဘဲစွန့်ပြစ်၍မိမိတို့စိတ်နှလုံးခိုင်မာခြင်းသို့၎င်းမိယိုးဖလာအတိုင်း ဘာလဖျားလူနောက်သူ၎င်းလိုက်ကြသောကြောင့်ဣသရေလအမျိုးဤဖျားသခင်ကောင်းကင်ဘုရားအရှင်သာရဖျားမိန်တော်မူသည်ကသူတို့ကိုဒေါနာနှင့်ငါကြွေးမိစီခါနှင့်ရောသောရေကိုတိုက်မိသူတို့မသိဘူးဘေးမသိဘူးသောလူမျိုးတို့တွင်အရရ၌ကွဲပြားစေမိရှင်းရှင်းမဖြစ်စည်းမိတိုင်အောင်သူတို့နောက်သို့ဓာဘေးကို စေလွတ်မည်။ကောင်းကင်ဘုရှိအရှင်သာရဖျားမိန်တော်မူဒီကားစင်ကျင်ကြလော့ငူကျွေးတဲ့မတို့ကိုခေါ်၍လာကြစေ။လိန်မာသောမိမတို့ရှိရာသို့စေလွတ်၍လာကြစေ။ငါတို့သည်မျက်ရည်ကျ၍မျက်ခမ်းတဲကတွေ့တွေ့စီးထွက်စေခြင်းကမိမတို့သည်အလင်းအမြန်ပြည့်၍ငါတို့အတွက်ငိုကြွေးခြင်းကိုပြုကြစေ။ နားထောင်ကြဇီအုံမျိုး၌ကြားရသောငူကြွေးသံမူကားငါတို့သည်အပေများလောက်လူယူဖြစ်စည်းခြင်းကိုခံရသည်တကားသူတစ်ပါးတို့သည်ငါတို့နေရာများကို ဖြူချသောကြောင့်ငါတို့သည်ကိုပြီကိုစွန့်၍အလွန်မိန်မောတွေဝေကြသည်တကားအိုမိန်မတို့သာရဖျား၏နှုတ်ကပတ်တော်ကိုနားထောင်၍နှုတ်တော်ထွက်ကိုနာယူကြလော့ သင်တို့ဤသူတို့သမီးတို့အားငိုကြွေးခြင်းကို၎င်းအသီးသီးအပေါင်းဖော်တို့အားမိတမ်းခြင်းကို၎င်းတွင်တင်ကြလောသင်မင်းသည်ငါတို့ပဒင်းပေါက်တို့တက်၍ငါတို့ဘုံဗိမာန်ထဲသို့ ဝင်သဖြင့်သူငယ်များကို လမ်းမပယ်ရှင်း၍လူပြိုများကိုပွဲသဘင်ထဲကဖြစ်စည်းလေပြီသာဝရဖျာမိန်တော်မူသည်ကလူသေးကောင်တို့သည်လေပြင်း၌ နောက်ချေးကဲသူ၎င်းသိင်းသူမရှိရိတ်သောသူနောက်မှာကြံရစ်သောကောက်လှိုင်းကဲသူ၎င်းကြနေကြလိမ့်မည်ဟုကြားပြောလောသာဝရဖျာမိန်တော်မူဒီကပညာရှိသောသူသည်မိမိပညာ၌မဝါကြွားစေနှင့်ခွန်အားကြီးသောသူသည်မိမိခွန်အား၌မဝါကြွားစေနှင့်ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါကြွားစေနှင့် ဝါကြောသောသူမိဒီကငါသည်မြေပေါ်မှာစိတ်တနာခြင်းတရားသဖြင့်စီရင်ခြင်းဖြောင့်မတ်ခြင်းကိုပြုသောသာဝရဖျားဖြစ်ကြောင်းဟူသောငါသဘောကိုသိနာလေခြင်း၌တာဝါကြောစီငါသည်ထိုရာထု၌မွေလျော်သည်ဟုသာဝရဖျားမိန်တော်မူ၏သာဝရဖျားမိန်တော်မူသည်ကအည်ပြားလိချင်းကိုခံတော်သူ အေးဖြာလီးချင်းကို မခံတော်သူအဂုတ်တုလူယူရလူအေဒုံလူအာမုံအမျိုးသားမောပအမျိုးသားပမုံးကိုရိတ်တက်တော်လူမျိုးတောနိုင်နေတော်သူအောင်းတို့ကိုငါဆုံးမရသော အချိန်ကာလရောက်လိမ့်မည်တပါးမျိုးသားအပေါင်းတို့သည်အေးဖြာလီးချင်းကိုမခံတော်သူဖြစ်ကြ၏ဣဒရေလအမျိုးသားအပေါင်းတို့သည်လည်းစိတ်နှလုံးအားဖြင့်အေးဖြာလီးချင်းကို မခံတော်သူဖြစ်ကြ၏ကျမ်းနာရသူပေါင်းဘုရားသခင်ထံတော်ဘာမှ ကောင်းကြီးမင်္ဂလာခံစားရပါစေဖဖျားသခင်ကိုရောဤကျေးဇူးတော်နဲ့ ဖြောင့်မတ်ခြင်းတရားတို့ကို ကြားသိရ၍ဝမ်းမြောက်ရသော သူတို့ကဲ့သို့အကျွန်ုပ်သည်လည်းဝမ်းမြောက်ရမည်အကြောင်းမှသာတနာတော်မူပါ ကိုရောသည်တစ္ဆာနှင့်ပြည့်စုံတော်မူသောဖရာသခင်ဖြစ်တော်မူ၏တမန်ကျမ်းထဲမှဖော်ပြထားသော လူသားတို့၏အပြစ်ဒုစရိုက်များသည်ယနေ့ခေတ်ယနေ့ကဘာတွင်လည်းထင်ရှားစွာ ရှိနေကြပါ၏လိန်ညာခြင်းမမာနထောင်လွှားခြင်းကိုကျိုးရှာခြင်းနှင့် ဖောက်ပြန်လွဲမာသောကိုးကွယ်ခြင်းတို့ဖြင့်ပြည့်နှက်လျက်ရှိကြပါ၏။အိုးအဖဖရာသခင်ကိုရောဤတမတရားတွင်တင်ချင်းစကားတော်များကို နားထောင်ကာနောင်တရရှိဖို့ယံမာဇာတော်မူပါ။ဤလောကဤအပြစ်ဒုစရိုက်များထဲမှ အကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါ။အပြစ်တရားဤသွေးဆောင်မှုနောက်ကို မလိုက်မပါမိစေပဲညင်းပယ်နိုင်သောစိတ်နှလုံးသားအစ်စ်များကို ကိုရောဤတနာချင်းယေရှုဂရုနာတော်အားဖြင့် ပေးတနာတော်မူပါ။အိုးသာရဖျာကိုရောသည်မှန်ကန်ဖြောက်မတ်စွာတရားစီရင်ခြင်းကို ပြုတော်မူသောဖျာဖြစ်သည့်အားလျော်စွာကိုရောဤဂရုနာတော်ထဲ၌ခိုလုံရက်တီရှင်သန်နိုင်ရသောအတ္တအတ္တများကိုတဖန်ပြင်ဆင်ပေးတော်မူပါ။ယေရှုတော်အားဖြင့် ပြုတော်မူသောကယ်တင်ခြင်းအမှုများအတွက်ကိုရော့ကိုအစဉ်အမြဲချီးမွမ်းလျက် အသက်တာများကိုအစ်တတဖန်ဆက်ကပ်ကြသောအခါမြတ်တော်မူသော သခင်ယေရှုခရစ်တော်ဖခင်ဤနာမတော်မြတ်၌ယူသေးစွာဆုတောင်းဆက်ကပ်ကြပါ၏အာမင်သာရဘုရားသည်သင်ကိုကောင်းချီးပေး၍ဆောင်းမတော်မူပါစေသော သာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေတော်သာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေတော်မူပါစေတော်တမီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လံပြအတွင်တွင်ကျင်စုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေတော်အာမင်